ရိသတ်တွေအားလုံးပဲမင်္ဂလာပါရှင် Health Fix အစီအစဉ်ကိုကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့လောင်းတို့က Medical Tourism လို့ခေါ်တဲ့ဒါအခေါ်ဘော်တစ်ခုပေါ့နော်အသုံးအနှုန်းတစ်ခုနဲ့ပတ်သက်တဲ့အကြောင်းအရာကိုလည်း Health Fix မှာဆွေးနွေးတော့ဖို့ရှိမှာဖြစ်ပါရှင် Hi Fix ပါ Fix ပါမင်္ဂလာပါ အဲ့တော့ဒီကိမာလောင်တို့ဒီ medical tourism လို့ပြောတဲ့ခါမှာလောင်တို့တွေဒီခရီးသွားလာကြတဲ့ tourism ပြုလုပ်ကြတယ်။အဲ့ဒီမှာမှာကျန်းမာရေးအတွက်တီးတန့်ခရီးသွားလာရတဲ့ medical tourism ဆိုတဲ့အကြောင်းပါ။အဲ့တော့ဒီခရီးတွေကိုယ့်ရဲ့ကျန်းမာရေးကုသဖို့တသွားတာဖြစ်တဲ့အတွက်အစအလယ်အဆုံးမှာအချိန်တို့အတွင်းမှာအဆင်ပြေအောင်လို့ကိုယ့်ရဲ့ budget အနေထားအတွက်ဝင်အောင်လို့ဆိုပြီးတော့ medical tourism ပြုလုပ်ရတယ်ပေါ့နော်။ဒီမှာမှာအလောင်းကနေပြီးတော့ဒီ travelpatient.com ရဲ့ medical tourism ကိုဒါသွားရောက်ပြီးတော့ကုသမှုခံယူမယ်။ဒီဟာနဲ့ program နဲ့ join မယ်ဆိုလို့ရှိရင်ကျန်းမာရေးအတွက်ဘလို့အားသာချက်တွေရှိမလဲ။ ်ဒီ medical tourism နဲ့ချိတ်ဆက်ပြီးတော့နိုင်ငံရဲ့အခြားမှာဈေးကူတာမှုခံယူမယ်ဆိုရင်ဘလို့အကျိုးကျေးဇူးတွေရှိလဲဆိုတာဆွေးနွေးဖို့အတွက်ကို travelpatient.com ရဲ့ medical consultant ဖြစ်တဲ့ဆရာဒေါက်တာမျိုးတီဟောင်းဖိတ်ခေါ်ပြီးတော့ဆွေးနွေးသွားမှာဖြစ်ပါတယ်ရှင်။ကျမင်္ဂလာပါရှင်။ဟုတ်မင်္ဂလာပါ။ Facebook မင်္ဂလာပါ။မင်္ဂလာပါပရိသတ်ကြီးခင်ဗျာ။ကျွန်တော်ကတော့ travelpatient.com ရဲ့ medical consultant ဒေါက်တာမျိုးတီဟောင်းဖြစ်ပါတယ်ခင်ဗျာ။ okay ဆရာတွေ့ရဝမ်းသာပါတယ်ရှင်အဲဒီတစ်ခေါက်မှာ medical tourism ဆိုတဲ့စကားလုံးလေးကထူးခြားရပေါ့နော်ဆရာ tourism ဆိုတာပဲသိကြတာလူတွေကဒီ tourism သွားရတဲ့ရည်ရွယ်ချက်ပေါ်မူတည်ပြီးအမျိုးအစားတွေ꿰ပြရဆိုတော့ဒီလိုမျိုးနိုင်ငံရဲ့ချားမှာသွားပြီးတော့စိတ်ကူးသားမှုခံယူတဲ့ဒါ medical tourism အနေနဲ့ပေါ့နော်ဒါကိုလုပ်မယ်ဆိုရင်ကာယကံရှင်အနေနဲ့သူ့ရဲ့ချားမှာရည်အတွက်ဘယ်လိုမျိုးအကျိုးကျေးဇူးတွေရှိမလဲဆိုတာလေးလေးကြောင်းလေးချင်ပါတယ် American Tourism နဲ့ချိတ်ဆက်ပြီးတော့နိုင်ငံရဲ့ချောင်းမှာဈေးကူတာဖို့တောင်းမယ်ဆိုလို့ရှင်ဈေးုံဈေးကန်ရွေးချယ်ပေးတာအနေစပြီးတော့ကျွန်တော်တို့လူနာရဲ့ဈေးကူတာမှုခီးစဉ်တစ်လျှောက်လုံးကိုတာဝန်ယူဆောင်ရွက်ပေးမှာဖြစ်တဲ့အတွက်နိုင်ငံရဲ့ချောင်းမှာဈေးချမ်းသာစွာနဲ့ဒါဈေးကူတာမှုခံယူနိုင်မှာဖြစ်ပါတယ်ဗျာဟုတ်ပြီးတော့လူနာတွေအနေနဲ့အဲသူတို့ကူတာမှုခံယူလို့တဲ့ procedure နဲ့သူတို့ရဲ့တတ်နိုင်တဲ့ budget ပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့နိုင်ငံကအတိအမှတ်ပြုလက်မှတ်ရတာတဲ့စေယုံစည်းကမ်းတွေကိုရွေးချယ်ပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ဟိုဘယ်အချက်တွေပေါ်မူတည်ပြီးစေယုံစည်းကမ်းရွေးချယ်ရမယ်ဆိုတာမသိတာတွေဥပမာငွေကုန်ကြေးကျအရန်များလို့ budget မနိုင်တာတွေအဲ့ဒါတွေအတွက်အရန်ကြီးစိတ်ပူစရာမလိုတော့ဘူးပေါ့နော်အဲပြီးတော့ခါကျတော့ကျွန်တော်တို့ဒီဆရာဝန်ကိုကျွန်တော်တို့ဒီ tourism နေနေနဲ့ဆရာဝန်တွေကိုရွေးချယ်ပေးတဲ့နေရာမှာလဲဆရာဝန်တွေရဲ့ရထားတဲ့ certificate တွေအဲဆရာဝန်တွေရဲ့ experience တွေသူတို့ရဲ့ကုသမှုယာဂိုင်နှုန်း ောင်မြင်မှုတွေသူတို့ရဲ့ဒီကျွမ်းကျင်ပိုင်နိုင်မှုတွေဟိုကျွန်တော်စီစိတ်ပြီးတော့မှဟိုလူနာတွေတော့ကိုကျွန်တော်တို့ရွေးချယ်ပေးတာဖြစ်တယ်ပေါ့နော်ဟုတ်ဟုတ်ကဲ့ပါအဲ့တော့လေဒီလိုမျိုးနိုင်ငံခြားသွားပြီးတော့စေကူတာမှခံယူတဲ့အခါမှာအကျိုးကျေးဇူးတွေခုနကပြောသလိုမျိုး travelpatient.com နဲ့ဆက်သွယ်အေးစစ်စစ်တက်တောင့်တတာနဲ့သွားပြီးကူတာမြရတယ်ပေါ့နော်ဆရာအဲ့တော့တချို့ကြဘာစိတ်ဝင်ဘာသာစကားပေါ့ဘာသာစကားမတူတဲ့ခါကျတော့ဟိုရောက်ရင်ကိုယောဂါကိုကပြောပြတတ်ပါမလားအဲယောဂါရှိတဲ့သူအဲ့ဒါစိတ်ပူတယ်သူ့ယောဂါကိုသူမပြောပြတတ်မှာဆိုတော့ဘာသာစကားခက်ခဲနေပတ်သက်လို့ရောဆရာဘယ်လိုမျိုးအဆင်ပြေရအောင်လဲဟုတ်ကဲ့ပြ အဲကျွန်တော်ထိုင်းနဲ့အိန္ဒိယမှာရှိတယ်ဆေးရုံတော်တော်များများနဲ့တရားဝင်ချိတ်ဆက်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲကျွန်တော်တို့ဒီမြန်မာစကားပြန်နေနဲ့ပတ်သက်ပြီးတော့ဗောနော်ဒီဆေးပညာအသုံးနှုန်းနဲ့ကျွမ်းဝင်မှုရှိတဲ့စကားပြန်တွေကိုပဲစီစဉ်ပေးရတာဖြစ်တဲ့အတွက်ဘာသာစကားအခက်အခဲဖြစ်မှာတော့လုံးဝစိတ်ပူစရာမလိုပါဘူးဗျဟုတ်ဟုတ်ကဲ့ပါဆရာအဲနောက်တစ်ခုကစိုးရိမ်ပူပန်မှုပေါ့နော်ဆရာတချို့ကကြတော့ဒီလိုမျိုးအချိန်ဘလောက်ကြာကြီးနေရမှာလဲတခြားတိုင်းပြည်မှာအကြာကြီးနေတုန်းမှာကိုတက်တာပါမလားတခုဆိုဒါဟုတ်ပြန်မပြန်ရမှာကြောက်ပြီးစိုးရိမ်ပူပန်မှုအများကြီးရှိတယ်ဆိုအဲ့ဒီအပိုင်းကိုဆရာတို့စိတ်အေးနဲ့နေလို့ရအောင်ဘယ်လိုလေးစီစဉ်ပ ေးလဲရှင်ဟုတ်အဲ့အပိုင်းနဲ့ပတ်သက်ပြီးတော့ဗောနော်ကျွန်တော်တို့ကဟိုလူနာတယောက်ကကျွန်တော်တို့ကိုစပြီးတော့ဒီသူကျမ်းမိုင်ကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်တို့မေးမြန်းလာပြီးဆိုတော့ねကျွန်တော်ဒီရန်ကုန်ရုံးချုပ်မှာရှိတဲ့ဆရာဝန်တွေကနေပြီးတော့လူနာရဲ့ဆေးမတန်တွေကိုကျွန်တော်တို့အရင်ဆုံးစုဆောင်နေပေါ့နော်ပြီးွားလို့ရှိရင်ဒီငင်းညာဆေးဝန်တွေကိုကျွန်တော်တို့ကဆေးမတန်တွေအရင်ပို့တယ်ပို့ပြီးွားတဲ့ခါကျတော့မှသူတို့စီကနေကျွန်တော်တို့ဘယ်လို treatment တွေလုပ်မယ်အဲ့ treatment ရဲ့ကုန်ကျစရိတ်ကတော့ဘယ်လောက်ကုန်ကြမယ်အဲဒီ treatment ရဲ့ နေရမယ့်ကြာချိန်ပေါ့နော်ဘယ်လောက်လောက်ကြာမယ်ဆိုတဲ့ဟာတွေကိုပါကျွန်တော်ဒီ day ဖော်ပြပေးတာဖြစ်တဲ့အတွက်ကတော့အဲ့ဒီအတွက်ကိုလည်းစိတ်ပူစရာမလိုပါဘူးဗျဟုတ်ကဲ့ဟုတ်ကဲ့ပါဆရာတချို့ကကြာတော့ကုပြီးတော့ကောင်းသွားပြီဒါပေမဲ့ပြန်ပြလို့ရှိရင်ပြန်သွားရမှာလားဆိုပြီးပြန်လာရင်ဗာဆက်လုပ်ရမယ်မှန်ဟိုမသိတာမျိုးကော့ကိုတော့ကုရင်ဖြစ်တတ်တယ်ဆိုတော့ဆရာဝင်ဆောင်တဲ့ချိန်ဆက်ထားရောပြန်ရောက်လာရင် follow up လေးဘယ်လိုစီစဉ်ပြီးလဲအဟုတ်အဲ့ဒီအတွက်ကတော့ကျွန်တော်တို့ကတော့ကျွန်တော်တို့ဒီ travel patient dot com ကိုချိန်ဆက်ပြီးတော့တစ်ခါချိန်ဆက်ပြီးပြဘူးတယ်ပေါ့နော်အဲ့တော့ခါကြရင်ကျွန်တော်တို့က once a patient always our patient ပေါ့နော်ကျွန်တော်တို့ ਨੇ တစ်ခါပြ ြဘူးလေဆိုဒါကျွန်တော်တို့အမြဲတမ်းလူနာပဲပေါ့နော်အဲ့တော့ကျွန်တော်တို့ follow up plan တွေကိုဘယ်သူနဲ့ပြသင့်တယ် follow up plan ဘယ်လိုပြသင့်တယ်ဆိုတဲ့ဟာတွေကိုကျွန်တော်တို့ဒီရန်ကုန်ရုံးကဆရာဝန်တွေကနေပြီးတော့အမြဲတမ်းလူနာရဲ့ condition လူနာရဲ့ကျန်းမာရေးအခြေအနေကိုအမြဲတမ်းစောင့်ကြည့်ပြီးတော့ကျွန်တော်တို့ပုံမှန်ဝန်ဆောင်မှုပေးနေတာဖြစ်တဲ့အတွက်ကတော့ဒီကျန်းမာရေးအတွက်ကိုဘာမှစိတ်ပူစရာမလိုအောင်ကိုကျွန်တော်တို့ဆောင်ရွက်မှုပေးထားပါတယ်ဗျဟုတ် ဟုတ်ကဲ့ပါဆရာအခုလိုမျိုးတရားလေးရှင်းပြပေးတဲ့အတွက်ဆရာကျေးဇူးများကြီးတင်ပါတယ်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါအဲ့တော့အခုဆိုလို့ရှိရင်တော့ medical tourism နိုင်ငံရေးချားမှာတွားရောက်ပြီးတော့ဈေးကူသားမှုခံယူတဲ့အခါမှာ travelpatient.com နဲ့ချိတ်ဆက်ထားခြင်းအဖြစ်ဘလို့အကျိုးကျေးဇူးတွေရရှိမလဲဆိုတော့ဆွေးနွေးတော့ဖြစ်ပါတယ်ရှင်ဒါကြောင့်မလို့နိုင်ငံရေးချားမှာတွားရောက်ပြီးတော့ဈေးကူသားမှုခံယူဖို့ဆုံးဖြတ်ထားရဆိုရင်တော့ travelpatient.com ရဲ့အခုအစီအစဉ်ကြည့်နေစဉ်တွင်းမှာတွေ့ရတဲ့လိပ်စာကိုပေါ့နော်တွားရောက်ဆက်သွယ်ပြီးတော့လည်းပဲကူသားမှုခံယူဖို့အတွက်ချိတ်ဆက်လို့ရပါတယ်ရှင်ဒီနေ့တော့လောင်းလို့ health fix အစီအစဉ်ကနေဒီလောက်နဲ့ပဲနှုတ်ဆက်ချင်ပါတယ်နောက်နေ့မှာလည်းဒါပြည်သက်တွေအကျမ်းမှာ အကြောင်းအရာတွေဆွေးနွေးပေးသွားမှာဖြစ်ပါရှင့်အခုတော့ဒီလောက်နဲ့နှုတ်ဆက်ပါတယ်เนาะ bye အခုပြသသွားတဲ့ Healthfix အစီအစဉ်ကိုပြန်လည်ကြည့်ရှုမယ်ဆိုရင်တော့ Pyong Play Application မှာကြည့်ရှုလို့ရတဲ့အပြင် Pyong Play YouTube မှာလည်းကြည့်လို့ရတဲ့အကြောင်းသတင်းကောင်းပါချင်ပါတယ်။ပရိသတ်တွေအတွက်ကျန်းမာရေးပိုင်းဆိုင်ရာအကြောင်းအရာတွေကိုအမြဲတမ်းတင်ဆက်ပေးသွားမယ် Healthfix အစီအစဉ်။